ဒါဟိုဒုတိယအချိန်မှာပါတကယ်ကိုအားရစရာကောင်းတဲ့သွေးလင်းထက်ရပတ်တောင်ရိုက်ချက်ပါဘာဖြစ်ဒီတောင်ရိုက်ချက်လေးနဲ့တော်တော်ကျင်းနေစရာကောင်းခဲ့ပြီလို့ဒီနေ့ညပြောရမှာ ဖြစ်တယ်ဗျအမဒါရအစင်ရောအမတ်စင်ရှိတယ်အဲ့အချိန်မှာပွဲပြန်စတယ်သွေးလင်းထက်ကအမဖြတ်မယ်ဆိုတဲ့စိတ်နဲ့တွေ့လာဗျအမဝင်ပြီးတော့သူဝင်လုံးတာဝင်လုံးပြီးတော့အပြက်ဖြတ်ဖို့သူကြိုးစားတာဗျစင်အေကိုဒါပေမဲ့သူစိတ်နဲ့လောဝရလို့ပြောရမယ်အဲ့ဒီအချိန်ကနေစပြီးတော့သွေးလင်းထက်ကစင်အေရဲ့တောက်လျှောက်ဖိထိုးခြင်းကိုခံရတော့တာပဲအမစပြီးနှိပ်သွားတာ သူလက်ထပ်ပထမသူတွေးထားတာသူဟိုကဆိုင်ရပတ်တောင်နဲ့ထိပြီးတော့ငိန်သွားတဲ့အချိန်မှာသူကမူးနေပြီဗျာမူးနေတဲ့အချိန်မှာသူလက်ထပ်အပြတ်ပြတ်ဖို့လှုပ်တာဒါပေမဲ့သွေးလက်ထပ်နဲ့လောသွားတဲ့အခါမှာသူ့ရဲ့လက်သီးကျက်တွေချော့သွားတယ်ချော့သွားတဲ့အချိန်မှာဆန်ရဲ့အကွက်ထဲကိုပြန်ဝင်သွားပြီးတော့ဆန်ရဲ့တောက်လျှောက်ဖိထိုးတော့တာအဲ့ဒီအချိန်မှာဖြစ်ချင်တော့ဒါဟက်ကစ်ကိုပါဝါတစ်ချက်မိသွားတယ်ပါဝါတစ်ချက်မိသွားရင်သွေးလက်ထပ်ကမူးသွားတယ်ဒါမှမဟုတ်ဟန်မပြတ်ပြန်ထိမိတော့ ဒါဆန်အေကိုပြန်ပြီးတော့ post လုပ်တယ်သူ့ရဲ့သူချင်းခဲ့တဲ့ဟာတွေ post လုပ်ပြီးတော့သူပြန်ပြန်ပြီးတော့ထိုးနေရတဲ့ counter ပြန်ထောက်နေရတဲ့အဲ့အနေပဲအချိန်ကုန်သွားပြီးတော့ဒုတိယချီကပြီးသွားတာဗျာဒါပေမဲ့ကျွန်တော်တို့မြန်မာလူငယ် fighter လေးကဒီနေ့ပွဲမှာတော့ဒါအရှုံးလေးကအမျက်ပဲဗျာဆန်အေလိုမျိုးတကယ် time we time တကယ် legion fighter ကြီးနဲ့ထိုးခွင့်လည်းရတယ်ပြီးတော့သူဘာတွေလိုအပ်နေလဲဆိုတာကိုလည်းဒီနေ့မှသူကိုသူပြန်လဲပြင်ဆင်ခွင့်တွေရသွားလိမ့်မယ်ပွဲကောင်းတဲ့ပွဲဖြစ်ခဲ့တယ်လို့ပဲပြောမယ် စာချုပ်တွေဘာတွေရလဲဒါကနောက်ကိစ္စတွေပေါ့ဗျာပြီးတော့ဒီဒီနေ့စံရီတကယ်လီးကျိန်နဲ့ထိုးတဲ့ပွဲမှာလဲတကယ်အာနောက်ကနော်နော်တောင်းကြတာကျင်တော့တူတူပဲတယောက်တစ်ချိန်စီတော့ကြာသွင်းလင်းထက်လည်းကြာသွားတယ်ဒါပေမဲ့အလဲထိုးတော့မခံခဲ့ရဘူးဘာဖြစ်သွင်းလင်းထက်မှလဲသူ့မှာရှိတဲ့မာကွန်တစ်ခုရှိနေရဆိုတော့ဘာပြောတက်တည်ပြသွားခဲ့တဲ့ပွဲတစ်ခုပဲ ဖြစ်တယ်ဗျအဲသွေးလင်းထက်ကလည်းဒီပွဲအပြီးမှာပေါ့နော်ပြိသက်တွေကိုစိတ်မပူဘူးသူဘာမှဖြစ်ဘူးအေးအေးဆိုအေးအေးပေါ့နော်သူပြန်ကြိုးစားမယ်ဆိုတဲ့စကားလေးတွေပြောခဲ့ပြိသက်တွေကလည်းစိတ်ချမ်းသာပြီးတော့ ဖက်လက်တကယ်နဲ့ပြန်လဲပြီးတော့နှုတ်ဆက်ခဲ့ကြရတယ်။ဂုံပြုစုငွေလေးလည်းသွင်းလင်းထက်ကိုပြေးခဲ့တာတွေ့ရတယ်။တကယ်ဂျီနူးစရာမြင်ကွင်းလေးတွေပေါ့ဗျာ။အဲတခုတတိချက်အမှာသွင်းလင်းထက်နေနဲ့ဘယ်လိုလဲဆိုတော့အရှိမာကျွန်တော်တို့အဲဘောနော်တန်စင်တို့ဘာလို့ရှိခဲ့တယ်။တန်စင်တို့ဘာလို့တာကေရုဆိုတဲ့တကယ်ဖိုင်တာကြီးနဲ့ချပြီးတော့တာကေရုလို့တကယ်ကောင်းတဲ့ကစ်ပွန်စင်ဖိုင်တာဂျပန်ဖိုင်တာနဲ့ချပြီးတဲ့အချိန်မှာအဲ့တပွဲရှုံးသွားရတယ်။နောက်ထပ်ပွဲတွေစတိုက်ရှုံးတော့တာပဲ။အော်ကျွန်တော်တို့ကတာကေရုကိုအမှလည်းဟို တန့်စင်ရနော်နော့ခ်ဒေါင်းကြောင့်ထိုးနိုင်ခဲ့တဲ့တချီဒါပေမဲ့လည်းနောက်ဆုံးမှာတော့တာကီရူတာကီရူကတန့်စင်ကိုအနိုင်ယူသွားတယ်အဲ့နောက်ပိုင်းမှာတန့်စင်အခုချိန်ထိ1 championship မှာနိုင်ပွဲတွေပျောက်ဆုံးသွားခဲ့အဲ့ဒါလေးကိုတော့ကျွန်တော်တို့အခုလူနော်မြန်မာလူငယ်လက်ဝဲဖိုင်တာတူဦးဖြစ်တဲ့သွေးလင်းထက်ကနေပြီးတော့အဲ့ဒီဟာလေးကိုတော့မဖြစ်အောင်လို့ထင်းထင်းသိသိနဲ့ တတိချမီပူတော့လိုတယ်ပြီးတဲ့အခါကျတော့အဲသွင်းလင်းထက်နေတဲ့ဒီကဲကိုရဲ့ signature ပတ်တတောင်လည်းအခုလိုမျိုးပဲထပ်မံထိန်းသိမ်းသွားပြီးတော့နောက်ထပ်ကိုနောက်ထပ်တွေ့ဆုံမဲ့ပြန်ပတ်တွေဘလို့ပုံစံမျိုးနဲ့ချင်းကပ်မလဲပြီးတဲ့ခါကြလို့ရှင်ဘလောက်ထိနောက်ထပ်ပါဝါတွေထပ်ဖြည့်မလဲမာကုံထပ်ဖြည့်မလဲဆိုတာတွေကိုလည်းထပ်မှန်ပြီးတော့ကိုယ့်ရဲ့နီးပြအဖွဲတွေနဲ့ကိုယ့်ရဲ့ကလပ်အသင်းနဲ့အတူတူတိုင်ပင်ပြီးတော့အဲထပ်ဖြည့်ရမယ့်အရာတွေလည်းရှိနေပါတယ်။သွေးလင်းထက်ကိုတော့ယုံကြည်တယ်။နောက်တစ်ချိန်မှာသွေးလင်းထက်ကတကယ့် ချန်ပီယံကိုစိန်ခေါ်နိုင်တဲ့သူတယောက်မြန်မာဖိုက်တာတွေကတူးဖြစ်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။သွေးလင်းထဲရဲ့ပြိုင်ဘက်ဖြစ်တဲ့အသက်42နှစ်အရွယ်ဆန်အေနော်ထိုင်းမွေထိုင်းလီဂျန်ဖိုက်တာကြီးရဲ့အကြောင်းတော့ထဲ့တော့ပြောဖို့တော့မလိုတော့တကယ်မာကုံပိုင်းတက်လုံပိုင်းပါဝါပိုင်းကစ်ပိုင်းအကုန်ကောင်းတဲ့ဖိုက်တာတယောက်အဲ့လိုလူတယောက်နဲ့ ဒါသွေးလင်းထက်ဆောင်းဝဲစစ်ခွင့်ရခဲ့တာကိုပဲတော်တော်လေးသူ့အတွက်လည်းနောက်ထပ်ပြိုင်ပွဲတွေအတွက်အကျိုးရှိမှဖြစ်တယ်လို့နောက်ထပ်ချန်ပီယံတွေရဲ့ချန်ပီယံတွေဆိုတာဘယ်လိုဆော့တယ်လဲချန်ပီယံတွေကဘာအားသာချက်ရှိတယ်လဲချန်ပီယံတွေနဲ့တွေ့ရင်ဘယ်လိုလှုပ်ရှားမလဲဆိုတာသွေးလင်းထက်အခုချိန်မှာသိသွားတော့ပြီအဲ့ဒီအခါကျတော့သွေးလင်းထက်နောက်ထပ်စူးစမ်းဖို့အခွင့်အရေးတွေများစွာရရှိသွားမယ်လို့ပဲထင်ပါတယ်